မသေးခင်အိတ်ကြီးတင်တဲ့အိတ်ပုံအိမ်ကြီး၅မျိုးနံပါတ်၁ပါဇက်ပိတ်ပြီးအိတ်ချင်းညဘက်အိမ်ရင်ပါဇက်ကိုတိတ်ကပ်ပြီးအိတ်ချင်းကတာမန်ထပ်ပို့ပြီးအိတ်ပြောစီရလို့ဆိုပါတယ်အဓိကတော့ပါဇက်နဲ့အသက်မရှူဘဲနဲ့နှာခေါင်းနဲ့ပဲအသက်ရှူမိစေဖို့ပါနှာခေါင်းနဲ့အသက်ရှူပြီးအိတ်တာကအောက်ဆီဂျင် level ကိုပိုတိုးလာစေပြီးတော့ပိုပြီးနှင်းနှင်းချက်ချက်အိတ်ပြောစီမှာဖြစ်ပါတယ်အိမ်ဟောက်တဲ့သူတွေအတွက်လည်းဒီနီလန်းကအထောက်အကူပြုနိုင်သေးပါတယ် ဒါအပြင်မျက်နှာအသွင်ပြင်ကိုပါကောင်းမွန်စေပြီးတော့မေးရိုးကိုလည်းပေါ်စေတယ်လို့ဆိုပါတယ်။ဒါကြောင့်တောက်ချိုးကြီးဖြစ်ချင်နေဆိုရင်တော့ညဘက်ပါစက်ပိတ်ပြီးအိတ်ချဖို့အကြံပေးချင်ပါတယ်။ Okay ။အကျွန်တော်စမ်းကြည့်ရတဲ့လောက်ကတော့ပထမဆုံးအချိန်မှုလို့လားမသိဘူးဗျာ။တိတ်တော့အိတ်မပြောချင်ဘူးပေါ့နော်။ကိုယ်ပါစက်ကိုတခູ່လာပိတ်ထားတယ်လို့ဖြစ်နေတော့အဲဒါနဲ့အိတ်ရတမျိုးကြီးပဲပေါ့နော်။အဲဒါမှလည်းအိတ်ပြောသွားတော့အဆင်ပြေပါတယ်။ဒီနီလန်းကဒါအကစားသမားတွေအများဆုံးလုပ်ကြတဲ့နီလန်းဖြစ်တယ်ပေါ့နော်။အဲကျွန်တော်ဒီပါစက်နဲ့အသက်ရှူတာရေရှည်ဆိုရင်ဒီအသက်ရှူလမ်းကြောင်းတွေမကောင်းဘူးပေါ့နော်။ အဲ့နောက်ပြီးတော့ဒီနိလန်ကျွန်တော်တို့ရဲ့မျက်နှာအသွင်ပြင်ကိုပါချောသွားစေပါလေအဲ့ဒါကြောင့်မို့ကျွန်တော်တို့လူမျိုးချောဦးသားလူတွေကတော့ကြော်သွားလို့ရပါပြီနံပါတ်1အမြန်အိပ်ပျော်စေတဲ့နိလန်ဒီနိလန်ကအမေရိကန်စစ်သားတွေတုံးတဲ့ပုံစံဖြစ်ပြီးတော့လူအမြန်ဆုံးအိပ်ပျော်စေမဲ့နိလန်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ခနာကိုတတတတဖြစ်အောင်လုပ်ပြီးတော့ရှစ်သိမ်းချွတ်သားတွေအလုံးကိုတဆင့်ချင်းဖြေလျှော့သွားမှာပါ အရေးကြီးဆုံးကမျက်နှာပေါ်မှာရှိတဲ့ကြွက်သားတွေဖြစ်ပါတယ်မျက်နှာပေါ်ကကြွက်သားတွေကိုတင်းမထားပဲပြေလျော့သွားပြီးဆိုတော့မှပခုံးပေါ်ကနေတဖြည်းဖြည်းလျှော့သွားမှာပါအဲ့လိုနဲ့ကြွက်သားတွေပြေလျော့ပြီးတော့ဒီကိုယ်လုံးပျော့ဖက်သွားပြီးဆိုရင်တော့စပြီးအိတ်လို့ရပါပြီအိတ်တဲ့အခါမှာလည်းကုတ်ကုတ်ကိုအေဂျင့်တိတ်ဆိတ်တဲ့နေရာတစ်ခုကိုရောက်နေရဆိုပြီးတော့စိတ်ကူးရင်ပြီးအိတ်ကြီးရမှာဖြစ်ပါတယ် အရေးကြီးဆုံးအချက်ကတော့ဘာမှမတွေးမိစေဘူးကြိုးစားရမှာပေါ့တရားထိုင်ပုံနဲ့အနေငယ်ဆင်တူပြီးတော့စိတ်ကိုတည်ငြိမ်အောင်လုပ်ရင်းနဲ့အနာပေးတဲ့ပုံစံမျိုးဖြစ်ပါတယ်အထက်မှာအချက်တွေကသာတေချာလိုက်လုပ်နိုင်မယ်ဆိုရင်2မိနစ်တွင်ကောင်းကောင်းအိပ်ပျော်စေတယ်လို့ဆိုပါတယ်အဲခေါင်းချတာနဲ့တန်အိပ်တဲ့သူတွေကတော့ဒီ post လေးကိုကြော်သွားလို့ရပါပဲနံပါတ်3အိပ်ပျော်စေတဲ့တန်စင်ဒီနည်းလမ်းကတော့တချို့လဲတည်ထားပြီးသားဖြစ်မယ်လို့ထင်ပါတယ်အိပ်ပျော်စေတဲ့တန်စင်တွေကိုနားထောင်ပြီးတော့အိပ်ကြတာပါ ဒီနီလန်းကလူကိုနှစ်နှစ်ချက်ချက်အိပ်ပျော်စေပြီးတော့နိုးလာရင်လည်းအုံနောက်ကိုလန်းဆန်းသွားစေမှာဖြစ်ပါတယ်။မိုးရွာတဲ့အတန်လေးရေးကြတဲ့အတန်လေးနဲ့စိတ်ကို relaxing ဖြစ်စေတဲ့အတန်လေးကအုံနောက်ကိုအနားပေးတဲ့နေရာမှာအထောက်ကူပြုတဲ့အတန်လေးဖြစ်ပါတယ်။ဒီလိုတန်ဆင်လေးကို YouTube မှာလည်းအလဲတကူရှာလို့ရနိုင်မှာဖြစ်ပါတယ်။အဒီနီးကကျွန်တော်ဟိုးရင်ကလေးကလုံနေကြနီးပဲပေါ့နော်ဒါပေမဲ့ကျွန်တော်မလုံဖြစ်တာပဲကြာပြီအဲဒါပေမဲ့ဒီနီးလန်းနဲ့အိတ်တာတကယ်ကိုနှစ်နှစ်ချက်ချက်လူကိုအိတ်ပျော်စေတယ်ပေါ့နော်အိတ်လူလည်းတော်တော်လေးကောင်းနေကြအဲ့လိုမျိုးအိတ်တဲ့ဆက်လေးတွေရှိရပဲဆက်လေးတွေနဲ့ဆိုရင်တော့ပိုကောင်းတယ်ဒါပေမဲ့ဖုန်းနဲ့လည်းအဆင်ပြေပါတယ် ။နံပါတ်၄အိခန်နီစာအုပ်ဖတ်တာ။အိခန်နီစာအုပ်ဖတ်တာကလည်းစိတ်ကိုတည်ငြိမ် agency ပြီးတော့နှိမ့်နှိမ့်ချိုက်ချိုက်အိပ်ပျော်စေတယ်လို့ဆိုပါတယ်။ online ကို relax ဖြစ်စေပြီးတော့အတွေးအမြင်အသစ်တွေကိုလည်းရရှိစေနိုင်ပါတယ်။ကဘာပေါ်ကအချမ်းသာဆုံးတစ်ထည်အများစုကလည်းအိခန်နီစာအုပ်ဖတ်လေးရှိတယ်လို့ဆိုပါတယ်။အဓိကတော့အိတ်ဆက်ချင်းကိုအထောက်အကူပြုစေနိုင်လို့ပါဒါပေမဲ့စာအုပ်ကအရန်ကောင်းသွားခြင်းရင်လေအိတ်ရောင်ဝင်နောက်ကျသွားတာမျိုးတွေဖြစ်တယ်အဲ့ဒါကတော့တခြားသူမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်ပါပဲကျွန်တော်ကိုယ်တိုင်ကဒီညဘက်ကြီးမဖဲဝါဖတ်ပြီးတော့မနေ့3နာရီလောက်မှအိတ်ပြိုသွားတယ်ပါနော်ဒါကြောင့်မလို့ အဲညဘက်စာအုပ်ဖတ်မယ်ဆိုရင်ကိုစိတ်မဝင်စားတဲ့စာအုပ်ကိုပဲရွေးဖတ်ပါစိတ်ဝင်စားပြီးမျောသွားရင်ကျွန်တော်လိုမျိုးအေရထာနောက်ကျသွားမှာဆိုလိုပါအဲကျွန်တော်တို့မင်းညာအေရထာနောက်ကျသွားတော့ဒီမနက်နည်းနည်းလေးတိတ်မလန်းညင်လို့ဖြစ်နေတယ်အားကြောင့်မလို့ကျွန်တော်အနံဝင်စီလေးတော့တောက်မှရတာပါနံပါတ်5 478မှတ်သက် ဒီနီလန်းကတော့လူအမြန်အိပ်ပျော်စေမဲ့နီလန်းကိုမှလူတိုင်းလိုက်လုံနိုင်မဲ့နီလန်းဖြစ်ပါတယ်။အပေါ်ကလိုမျိုးလေ့ကျင့်စရာမလိုဘဲနဲ့တစ်ခါတည်းနဲ့တည်တာစေတယ်လို့ဆိုပါတယ်။478ဆိုတာကတော့အသက်ရှူတဲ့စက္ကန့်အစီအတွက်တွေကိုပြောတာပါ။ပထမဆုံးအနေနဲ့ဗဇက်တဲရှိတဲ့လေတွေအကုန်လုံးမှုတ်ထုတ်ပြီးတော့၄စက္ကန့်ကြာအောင်အသက်ရှူသွင်းရမှာဖြစ်ပါတယ်။ပြီးရင်တော့9စက္ကန့်တိကြာအောင်အသက်အောင့်ထားရမှာပါ။ အခုနောက်ဆက်ကံပြည့်သွားပြီဆိုရင်တော့ခုနရှူသွင်းထားတဲ့လေတွေကို၈ဆက်ကကြာအောင်ပြန်မှုထုတ်ရမှာဖြစ်ပါတယ်။အဲဒီလိုပုံစံမျိုးပဲ၄၅ချိန်လောက်စတိုက်လုပ်ပေးလိုက်ရင်ချက်ချင်းအိပ်ပျော်စေတယ်လို့ဆိုပါတယ်။ဒါကတော့စမ်းကြည့်မှပဲသိမှာပါ။ โอเคဒီနီလန်းကတော့အကုန်လုံးလိုက်ဆန်းကြည့်လို့ရတယ်ပေါ့နော်အဲလောက်ရလိုက်လွယ်တယ်ဒါပေမဲ့ကျွန်တော်ကတော့ခုနစက္ကန့်လောက်အတန်းအောင်းနေနေမှာနည်းနည်းလေးအမောဖောက်ချင်သွားတယ်ပေါ့နော်ဒါပေမဲ့ဒီနီလန်းကအပေါ်ကနီလန်းနဲ့ဆိုင်တော့အကုန်လုံးလိုက်လို့လို့ရမယ်လို့ထင်တယ်တကယ်လို့ကြည့်ရတော့ကျွန်တော်ကတော့၄၅ခေါက်လောက်မှာတကယ်အိပ်ပျော်သွားတယ်လို့ထင်တယ်ဗျကိုကကိုတော့မမှန်မိတော့ဘူးပေါ့နော်အဲကျွန်တော်နောက်တစ်ခါတကယ်လို့အိပ်မပျော်ပြင်းရင်လည်းဒီနီလန်းကိုတကယ်ဆန်းပြစ်ဖို့များပါတယ်အစုံလေးကြည့်ပြရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်